မန္တလေးမှာငလင်ကေဆေရဲ့လုံနေရင်းနဲ့ဒူးထိကိုက်တရားရသွားတဲ့ထုတ်ကိုကိုမန္တလေးမြို့မှာငလင်ဘေးမှာကုညီကေဆေတွေလုံနေရင်းနဲ့ထိကိုက်တရားရရှိသွားတာကတော့တရုတ်ဆောင်မင်းသားထုတ်ကိုကိုပါအားလုံးသိကြတဲ့အတိုင်းမလာ28ရက်နေ့မှာတော့မြန်မာနိုင်ငံစကိုင်းတိုင်းဒေသကြီးကိုဗဟုပြုပြီးတော့အင်အား registers ကြီး7.7ဆင်းရှိတဲ့အင်အားပြေစုံမြင်းကလင်ကြီးတစ်ခုလှောက်ရှားသွားခဲ့တာဖြစ်ပါတယ် အစိုးရမြင်ကလေးကြပင်စကိုင်းနဲ့မန္တလေးနေပြီးတော့ကြောက်စဲပြောင်းဝဲနေတူထိုင်းနိုင်ငံဘန်ကောက်စားရီမြို့ကြီးတွေမှာအဆောက်အဦနဲ့အိမ်တွေအထက်မြင့်ကွန်းတို့တိုက်ခန်းပြိုကျပျက်စီးတာလူတွေပိတ်မိနေတာဖြစ်ပါတယ်။ဒါကြောင့်လေမြန်မာနိုင်ငံကပြည်တွင်းကယ်ဆယ်ရေးသမားတွေပြည်ပကပညာရှင်တွေကုညီကယ်ဆယ်ရေးလုပ်ငန်းတွေပါဝင်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ဒီလိုကုညီကယ်ဆယ်ကြတဲ့အထက်မှာမြန်မာနိုင်ငံကပရိုက်တာမင်းသားကြီးဝေလူကျော်နဲ့တူအခြားသောနှပညာရှင်တွေကလည်းပါဝင်ကယ်ဆယ်နေကြပါပဲဖြစ်ပါတယ်။ ဒီဝေလူကျော်လိုမျိုးပဲငလင်တန်စိုးစုံခင်ရတဲ့မန္တလေးမြပြင်တီသွားရောက်ကကုညီကေစရေးလှုပ်ဆောင်နေတဲ့နောက်ထပ်နုပညာရှင်ကတော့မင်းသားထုကိုကိုပဲဖြစ်ပါရင်မင်းသားထုကိုကိုကတယောက်ဆောင်မင်းသားကြီးကျော်သူတီထောင်ခဲ့တဲ့နိုင်ကုညီမိုတင်ရန်ကုန်မှာပါဝင်ကုညီလှုပ်ဆောင်နေရပါ ဒါပြင်တရုတ်ဆောင်မော်ရယ်မင်းသားထွန်းကိုကောမြန်မာနိုင်ငံမှာချမ်းဟုတ်တဲ့သဘာဝဘေးနီးယံကိစ္စမှာလည်းပါဝင်ကူညီဆောင်ရွက်နေတာဖြစ်ပါတယ်။အခုခါမှာလည်းငလင်ဘေးဒဏ်ကြောင့်ပြိုကျပျက်စီးသွားကလူတွေပိတ်မိနေတဲ့မန်လီမြို့က Sky Villa ကိုတို့မှာကူညီကိစ္စရေးလုပ်ငန်းတွေဆောင်ရွက်ရင်းမင်းသားထွန်းကိုကောတယောက်တရားရရရှိသွားတာဖြစ်ပါတယ်။ဒါကြောင့်လည်းပြည်သက်တရားတော်ထွန်းကိုကောတယောက်တရားကနေမြန်ဆုပ်သက်သာလာစေဖို့ဆုတောင်းနေကြပါတယ်။